င်္ဂလာပါဒီနေ့စွန်လ9ရက် Federal FN နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့လက်နဲ့ကြိုက်ထားတဲ့တမတော်ဟာနိုင်ငံရေးခေါင်းဆောင်မရှိရင်လက်နဲ့ကြိုက်ထားတဲ့အုပ်စုကြီးနဲ့မကွဲပြားကြောင်း KNA ဥက္ကဋ္ဌပြောတဲ့သတင်းနိုင်ငံတကာအကူအညီတွေကိုစစ်တပ်ကစီးရီးနိုင်ငံရေးလက်နဲ့အဖြစ်အတောက်ချနိုင်မှုရပ်တက်ဖို့ Store WO8 တောက်ရတာလောက်ရှာမှုပြုလုပ်မဲ့သတင်း တပည့်ချင်းမြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်တန်ကန်တပါပြန်လုံတဲ့တရင်စတဲ့ Federal FN နေ့စဉ်တရင်တွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာတရင်တွေကိုကြားကြရမှာပါ။လက်နဲ့ကြိုက်ထားတဲ့တမတော်ဟာနိုင်ငံရေးအတွေ့ခေါ်နိုင်ငံရေးခေါဆောင်မှုမရှိရင်လက်နဲ့ကြိုက်ထားတဲ့လူအုပ်စုကြီးနဲ့မကွဲပြားကြောင်းကရင်အမျိုးသားတမတော် KNA အကူထခွန်ဘတ်ဟန်ထန်ကကရင်အမျိုးသားတမတော်နိုင်ငံရေးဦးဆောင်ကော်မတီဖွဲ့စည်းခြင်းမခုံမှာပြောကြားခဲ့ပါတယ်။ KNA နိုင်ငံရေးဥစ္စာကော်မတီကို2025ခုနှစ်မေလ9ရက်နေ့မှာကိုယ်စားလှယ်ခုနှစ်ဦးနဲ့စတင်ဖွဲ့စည်းခဲ့တယ်လို့ KNA ဘဟုဥစ္စာကော်မတီကဒီနေ့မှာထုတ်ပြန်ထားပြီးတော့ကရန်အမျိုးသားလူထုတရက်လုံးလူမြရေးဟန်ကရန်အမျိုးသားတို့ကိုယ်တိုင်တိုက်ပွဲမဝေပဲမရနိုင်တဲ့အတွက်ကရန်အမျိုးသားလူမြရေးတိုက်ပွဲမှာကရန်တမျိုးသားလုံးစီလုံးညှို့ချင်းဟာလည်းအထူးအရေးကြီးကြောင်းဆိုထားပါတယ် ကရင်ဒေတာမှာလင်းနေကိုင်အဖွဲ့အစည်းများဖြစ်ကြတဲ့ကရင်ပီတီပါတီ greeny p လူမျိုးပေါင်းစုပီတူလူမျိုးရေတပ်ဦးကလာလာတာ KNG MTA CPA ကဆောင်များဦးဆောင်မှုနဲ့ကရင်ဆိုရဲနာမည်တစ်ခုအောက်မှာပြန့်ကျဲနေတဲ့ကရင်မျိုးနွယ်စုဆွေမျိုးစုအလုပ်ကိုစုစည်းနိုင်ခဲ့ပေမဲ့ပြန့်ကျဲနေတဲ့နေမီဒေတာ၄ခုလုံးအခုလက်ရှိအခြေအနေစုစည်းနိုင်တာကိုမတွေ့ရသေးဘူးလို့လည်းဆိုထားပါတယ်။ ကရင်အမျိုးတားပါဝင်လူမျိုးစုပီသူတို့ရဲ့စာသားဖြစ်တာနဲ့အညီကရင်အမျိုးသားတပ်မတော်အနေနဲ့စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရမှာတောက်တန်းပြည်မမခွဲခြားပဲစစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးကိုဗေအင်အားစုတွေနဲ့မဆိုလက်တွဲပူပေါင်းပြီးတော့ရူးရူးချွတ်ချွန်တိုက်ပွဲကိုတွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ကရင်အမျိုးသားတပ်မတော် KNA ရဲ့နိုင်ငံရေးဦးဆောင်ကော်မတီမှာဥက္ကဋ္ဌခိုဘဟန်ထံဒုက္ကဋ္ဌခွန်ဆောင်သူအတွင်းမှခုမျိုးဦးနဲ့ ကော်မတီဝင်လေးဦးတို့ကိုကိုယ်စားလှယ်ဖိကန့်အပ်ထားပါတယ်။ငွေလေးပေးကြောင်းရရှိထားတဲ့နိုင်ငံတကာကူညီတွေကိုစစ်တပ်ကစီးရင်နိုင်ငံရေးလက်နက်ဖြစ်အတုချနိုင်မှုကိုရပ်တန့်ဖို့လူသားချင်းစာနာထောက်ထားမှု အကူအညီများအားလက်နက်အနေဖြင့်တောက်ချမှုရဆိုတဲ့ store WOH လှူရှာမှုအနေနဲ့ online campaign နဲ့ဓာတ်ပုတ် campaign ကိုအရက်ဖက်အဖွဲ့အစည်း55ဖွဲ့ကဇူလထဲမှာပြုလုပ်သွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံဘေးအခြေအနေကိုနိုင်ငံတကာတိုင်ဝမ်မှာစိတ်ဝေစားမှုနဲ့ပါလာနေပြီးဤဆိုင်နေရတဲ့အခက်အခဲတွေလူသားချင်းစာနာမှုအကူအညီမရတဲ့အခြေအနေတွေကိုကမ္ဘာမီဒီယာတွေနိုင်ငံတကာအဖွဲ့အစည်းတွေတီးအောင်ပါဝေချဖို့ stop wohl လှူရှာမှုမှာပါဝင်တဲ့မတ္တလေးဒေတာအရင်ပေါ်အခြေအနေကကွယ်ရေးနဲ့စီမံခန့်ခွဲမှုကော်မတီတာဝန်ရှိသူဖြစ်တဲ့မတ်မီနီကဖက်ဒရယ်ဖန်ကိုပြောပါရယ်မြန်မာမှာငလီချင်းလောက်ခတ်ခဲ့တာဟာနန္လာကြော်ကြလာပြီမယ်အဓိကထိခိုက်ခံစားခဲ့ရတဲ့မတ္တလေးစကိုင်းလိုနေရာတွေမှာရှင်လင်းရေးတွေပြက်လဲထူထောင်ရေးတွေစစ်တပ်ကမလောက်ဆောင်နိုင်တဲ့တာဟာနိုင်ငံတကာအကူအညီတွေပဲကိုရောက်သွားလဲဆိုတဲ့မိကိုထောက်ရမယ့်ကိစ္စမတ်မီနီကပြောပါရယ်ငလီပေးကြနိုင်ငံတကာအကူအညီနေနဲ့ မြန်မာကျပ်ငွေ135တက်တမရှိခွန်6ဘီလီယံအမေရိကန်ဒေါ်လာနိဒတ်မ၄၃ခွန်တန်ကိုရီးယားဝမ်၅တန်အေရီးယား UP 15တန်ထိုင်ဘတ်နဲ့တိန်နဲ့စင်ကာပူဒေါ်လာတောက်ထောက်ကျရရှိထားတယ်လို့စီကောက်စီကပြီးခဲ့တဲ့ဧပြီလနဲ့စက်လျနေ့ကထုတ်ပြန်ထားပါတယ်ဒါပြင်စစ်တပ်ဟာငလီဘေးဖြစ်ပွားနေတဲ့မတ်လ28ရက်နေ့ကနေမေလ22ရက်နေ့အထိငလီဒဏ်ခံစားခဲ့ရတဲ့ စကိုင်းမတလေးပဲခူးအရှိနဲ့ရှမ်းတောင်ဒေသတွေကိုလေကြောင်းထိုက်ခတ်မှုအကျယ်ကြီး434ကျိပ်ပြုလုပ်ခဲ့ပြီးတော့ကလင်းငယ်အပါဝင်အရတနယ်စုပ်349ဦးတည်ဆောက်ခဲ့တယ်လို့အရဖက်အဖွဲ့အစည်း95ဖွဲ့ကစွန်လာတော့ရနေ့မှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာစကိုင်းမြို့အနီးကို ဗဟုပြုလောက်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ပီတူ6462ဦးတေဆုပ်ခဲ့ပြီးတတော1166ဦးထိခိုက်ဒဏ်ရာရှိခဲ့ကလက်ရှိအချိန်ထိငလင်တန်းခန်းဆားခဲ့ရတဲ့ data တွေမှာရှင်းလင်းရင်းနဲ့ကြံလဲထူထောင်ရေးလုပ်ငန်းတွေကို အခုအချိန်ထိစစ်တပ်ကမလုပ်ပေးနိုင်ဘူးလို့ data ခန့်တွေထံကသိရပါဗျ။မဒလေးတိုင်းဒေတာကြီးတပိတ်ချင်းမြို့နယ်မှာစစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျက်ရုပ်ပင်ကြေးရွာကဖောက်ကြီးကြောင်မှာတည်ရင်တုံးနေတဲ့အသက်69နှစ်ရွယ်ရှင်အရိယဘွဲ့အမီရတန်ကန်တပါပြန်လွန်တော်မူခဲ့တယ်လို့ဘီဥလွေခရိုင်ပီတုကာကိုရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကဖက်ဒရယ်ဖန်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာစီကောက်စီတက်ကကျက်ဖိုက်တာလီနဲ့ဗုဒ္ဓလုံးကျဲချခဲ့တာဖြစ်ပြီးအရတာ၄ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါဗုဒ္ဓခံခဲ့ရပြီးတဲ့နောက်အမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတိတ်ကြားဆောက်သက်ဆောင်လဲပြည့်စည်သွားခဲ့ရတယ်လို့သိရပါတယ်။စီကောက်စီတဟာတတိယကျင်းမြောက်အနေနဲ့ဇွန်လ10ရက်နေ့ကနေ30ရက်နေ့အထိအပြစ်ခတ်ရက်စက်ရေးကိုထုတ်ပြန်ခဲ့ပေမဲ့လည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုစစ်ကြောထုတ်ပြီးအယက်တာနေအရီကိုမိရှူတာတွေလေကြောင်းကနေတိုက်ခိုက်တာတွေကိုပြုလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါ Infinity and Reality ဆိုတဲ့ကားကနေတင်ထားတဲ့ Instagram ဗီဒီယိုတစ်ခုမှာဩစတြေးလျနိုင်ငံမှာတာပိုက်ကားတွေကဟာလူတွေနဲ့အတူတူလေယာဉ်စီးဖို့တန်းစီနေပြီးလေယာဉ်ခရီးတဲ့တယောက်နဲ့လေစိတ်ဝထမ်းတို့နှစ်ဦးကတော့တာပိုက်ကားကိုလေယာဉ်ပေါ်တက်ခွေမဲ့ပေးတာနဲ့ပတ်သက်ပြီးငင်းခုန်နေကြတဲ့ဗီဒီယိုဟာတကဘာလုံးမှာပြန့်နှံ့နေပြီးတော့အခြား online platform တွေမှာလည်းအဲ့ဒီဗီဒီယိုကိုပြသနေကြတာတွေရှိနေပါတယ် အဲ့ဒီဗီဒီယိုဟာကကူတာညာရီတို့ AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုတူဆိုတော့ကိုပေါ်ထောင်းလိုက်ခဲ့ပါတယ်ဗီဒီယိုထဲမှာပြောစကားကအင်္ဂလိပ်လိုမဟုတ်တဲ့အတွက်ဗီဒီယိုကဩစတြေးလျနိုင်ငံကအဖြစ်ပြက်မဟုတ်နေတာကတာဝိုက်ကော်ရီဟာဩစတြေးလျနိုင်ငံဥပဒေအရလေပေါ်တက်ခွင့်မရှိပဲသူတို့တည်ဆောက်ခြင်းတတ်မှတ်ထားတဲ့စစ်ကမ်းနဲ့အညီတည်ဆောက်ရတာတာဝိုက်ကော်ရဲ့ကိုပေါ်မှာဝှက်ထားတဲ့ဥစ္စာပေါ်ကစာကိုဖတ်လို့မရတာတကယ်တာဝိုက်ကော်ရီဟာဗီဒီယိုထဲကလို့ လမ်းမလျှောက်ကြပဲခုတ်ပြီးတွားတာနဲ့ဗီဒီယိုရဲ့ဘေဖက်ပေါ်မှာဗီဒီယိုကိုတင်တဲ့အကောက်ရဲ့အမှတ်တာတစ်စိတ်ကို ဖော်ပြထားတာတွေကြောင့်ဗီဒီယိုဟာအတူဆိုတာကိုစစ်ဆေးနိုင်ခဲ့ပါတယ်။ဗီဒီယိုဟာ AI ဗီဒီယိုတွေရဲ့အရေးအတွင်းမြင်လာတာနဲ့တည်တည်ချာချာမကြည့်ရင်လွယ်လွယ်နဲ့လိတ်ခံရတဲ့ဆိုတဲ့အချက်တွေကိုမိမောက်ထိုးပြနေတာဖြစ်ပါတယ်။ဒီသတင်းကိုဘကောက်ပို့တတိယဌာနကိုကိုကာဖော်ပြထားတာပါ။ ဖိလစ်ပိုင်နိုင်ငံမှာအကြီးစားစက်မှုငါဖန်ကုမ္ပဏီကြီးတွေကိုနိုင်ငံရဲ့တရားရက်ကကတ်တက်ချက်တွေဖိရှော့ပေးလိုက်တာတွေကြောင့်အတေးစားငါဖန်လုပ်တာတွေဟာအဲ့ဒီစက်မှုငါဖန်ကုမ္ပဏီတွေနဲ့ထိတိုင်းရေဆိုင်လာနေရပါတယ်။ရတီဥတုဆိုရတာနဲ့မြို့ပြဖွေဖြိုးတိုးတဲရေအတွက်လှုပ်ဆောင်ချက်တွေဟာငါတာပောက်ရနေရာတွေကိုဖျက်ဆီးနေတဲ့အတွက်တာမငါဖန်လောက်တာတွေဟာအကြီးစားငါဖတ်ကုမ္ပဏီတွေကြောင့်ငါဖန်မရပဲသူတို့ရဲ့စီးပွားရေးကိုထိခိုက်လာမှာကိုစိုးရိမ်နေကြရပါတယ်။ အနဝါစီဝပညာရှင်နဲ့ဖိလစ်ပိုင်နိုင်ငံတိုက်ပတ်နေပညာတင်ကစီယုံရင်မူဂျင်ဝင်းဘဝကတော့စီပွားအဖြစ်ငါဖာတမားတွေကိုငါဖန်ခွေပေးလိုက်ရင်ငါထွက်နှုတ်ထိုက်ပြီးရော့ကြကုတ်ဖို့ပဲရှိတယ်လို့ပြောပါတယ်ဖိလစ်ပိုင်နိုင်ငံမှာအနဝါရေပြင်း200ကီလိုမီတာနဲ့တန်ရှိတဲ့နဲ့15ရာခိုင်နှုန်းကိုစီပင်ရေပိုင်နဲ့အဖြစ်သတ်မှတ်ထားပြီးစီပွားအဖြစ်ငါဖန်တေပေါ်တွေကိုရေပိုင်နဲ့ရဲ့84ရာခိုင်နှုန်းအတွင်းငါဖန်ခွေပြုထားတယ်လို့ ီလီပိုင်ရေကြောတိတ်ပန်တိတ်ကနေသိရပါတယ်ဒီတည်တင်းကိုလည်းဘကပိုးတိတ်ကနေကိုကာဖော်ပြထားတာပါဒီနေ့ဇွန်လ9ရက်ဖန်တွဲဖယ်နေ့စဉ်တည်တင်းနဲ့နိုင်ငံတကာတည်တင်းကိုကြားခဲ့ရတာပါကျွန်တော်ဆောလာပွဲပါခင်ဗျာ